ရခိုင်ပြည်အတွင်းကထွက်ရှိတဲ့စပခွန်နဲ့လော့ဆာမုံတွေကိုအစားထုတ်လုံစာတောင်းတွေအဖြစ်မထောက်လောက်နိုင်သေးပဲရှောင်းတွေမြစ်တွေအတွင်းကိုသာရောက်ရှိသွားတာကြောင့်ရေငင်းငင်းမှုကိုဖြစ်ပေါ်စေပြီးမြေချောင်းတွေတင်ကွာမှုကိုဖြစ်ပေါ်စေပါတယ်။အစားထုတ်လုံစာတောင်းတုံးဆွေးတာဟာတစ်တော်ပြုံးတိမ်မှုကိုချော့ချနိုင်လေလို့ရခိုင်ပြည်တဘာဝပဲဝင်းကျင်ထင်းထင်းစောင်းချရဲ့အသင်းဥက္ကဋ္ဌကိုရင်နောင်ဆိုးကခုလိုပြောပြပါဗျာ။ခုလက်ရှိကျွန်တော်တို့ခန်းစားနေရတာတွေ့ရတာပဲပေါ့ အပူရှင်တွေဘလောက်မြင့်တက်တယ်လေပေါ့အရင်တော့ဆာကြီးကျွန်တော်တို့တစ်နှစ်ထက်တစ်နှစ်တရက်ထက်တရက်အပူရှင်တွေမြင့်တက်လာတာတွေ့ရတယ်။ဒါတွေကကျွန်တော်တို့တော့တောင်ပြုံးတင်းမှုနဲ့ဒါကသက်ဆိုင်တယ်။ဆိုတော့အခုလိုမျိုးဟောနှစ်ပေါင်းဥမာတစ်နှစ်မုတ်နှစ်နှစ်မုတ်နှစ်ပေါင်းဆယ်ရှိပြီးတော့ဒါတွေမျိုး direct တော့တောင်တွေကိုပဲ direct မြေကိုပြီးတော့သုံးလာမယ်ဆိုရင်ကျွန်တော်တို့ဒီထက်မကဒီတဘာဝဘေးအန်ဒီဒီစုံချုံမှုတွေတခြားတခြားပစ္စည်းစုံချုံမှုတွေလည်းခံစားလာရမယ် ဒီရာသီဥတုပြောင်းလဲမှုတွေဒဏ်တွေပေါ့ဒါလည်းအကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေကစိုးစိုးဝါးကြီးပေါ့ခံစားလာနိုင်တယ်